ကျွန်တော်တို့ကိုဗစ်စေစထုတ်တဲ့အချိန်မှာတုန်းကဒီ AI နည်းပညာကိုအသုံးပြုခဲ့တယ်ပေါ့နော်။ Okay 2025မှာဒီကမ္ဘာ့ကျန်းမာရေးစနစ်ကို AI နည်းပညာကဘာတွေများပြောင်းလဲပေးနိုင်လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမယ်။အဲ့တော့ကျွန်တော်အနေနဲ့ဒီဆရာဝန်တယောက်လည်းဖြစ်တယ်။ပြီးတော့ဒီ AI နည်းပညာကိုလည်းကျွန်တော်2023ခရဲကလေ့လာနေခဲ့တာပေါ့နော်။ပြီးရင်ကိုယ့်ရဲ့ဒီကျန်းမာရေးနဲ့ဆိုင်တဲ့တချို့နယ်ပယ်တွေမှာဆိုရင်ကျွန်တော် AI နည်းပညာကိုအသုံးပြုပြီးတော့ပြင်ဒီ AI customer support တွေမှာ ပြန်ပြီးတော့အတုံးချနေတာမျိုးတွေရှိတယ်ဗောနော်ပြီးရင်ကျွန်တော်ရဲ့ကိုပိုင်မူရင်း page မှာလည်းဒီ business တချို့တွေအတွက်ဒီ AI ကိုအတုံးချနေတာရှိတယ်ဗောနော်အဲ့တော့ဒီ2025ခုနှစ်မှာဗောနော် ကျမ်းမာရေးစနစ်ကိုပြောင်းလဲပေးမယ့် AI ဒီပညာ၅ခုကိုကျွန်တော်ပြောပြပေးမှာဗောနော်အဲ့တော့နံပါတ်1က AI နဲ့စေဝါရှောက်ဖွေတာတွေလောက်လာကြပြီပေါ့နော်တကယ်တမ်းက ဒီ AI နဲ့စီဝါရှာတွေကတော့အတက်တော့မဟုတ်ဘူးကျွန်တော်တို့ကိုဗစ်စေစထုတ်တဲ့အချိန်မှာတုန်းကဒီ AI နည်းပညာကိုအသုံးပြုခဲ့တယ်ဗောနော်အဲ့တုန်းကကျွန်တော်တို့အခုလိုမျိုး AI ကိုကြည်ကြဲပြပြတော့တိတ်မတိကြရသေးဘူးဒါတချို့တော့ပညာရှင်တွေပဲဒီ AI ကိုအသုံးပြုနေကြဗောနော်ဒီစေဝါထုတ်လုပ်တဲ့အပိုင်းမှာဆိုရင် ဒီ AI မပါဘဲနဲ့ရိုးရိုးတာမှန်ပညာရှင်တွေနဲ့လုပ်မယ်ဆိုရင်အချိန်တွေအရန်ကြာတယ်ပြီးရင်ကုန်ကျစရိတ်တွေအရန်များတယ်ပေါ့နော်ဒါပေမဲ့ AI ပေါ်လာပြီးနောက်ပိုင်းခါကျတော့ဒီလုပ်ငန်းစဉ်ကအချိန်ပုံမြင့်လာတယ်ပို့ပြီးတော့ထိရောက်လာတယ်အချိန်တော်တော်လေးအတွင်းမှာမမြန်ဆန်ဆန်အလုပ်တွေပြီးွားတာပေါ့နော်ဒါကြောင့်မလို့ AI ကဒီစေဝါထုတ်လို့ဒီဘက်မှာ AI ကတော်တော်လေးကိုတိတိတတ ကူညီပေးနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီကိုဗစ်ကာလမှာတော့ကဒီရှိပြီးသားဆေးတွေကိုပြန်လဲအတုံးပြူတာတွေလုပ်လို့ပေါ့နော်အဲ့ဒီမှာ Remy Server ဆိုတဲ့ဆေးဝါးပေါ့နော်အဲ့ဒီဆေးကိုကိုဗစ် -19 လူနာတွေကိုကူတက်ရမှာအတုံးပြူတယ်ပေါ့နော်ကိုဗစ်ပြင်းထန်လွဲလူနာတွေဆိုရင်လည်းဒီဆေးကိုတုံးခဲ့တာပေါ့နော်ဒီဆေးကတကယ်တမ်းကတော့အရင်တော့ကတည်းကပေါ်ပြီးသားပဲအဲ့ဒါက Ebola virus ကိုကူတက်ဖို့အတွက်အရင်ကတည်းက ထွက်ထားတဲ့ဆေးပေါ့နော်ဒါပေမဲ့အဲ့ဒီ COVID-19 ပေါ်လာတဲ့အချိန်မှာဒီဆေးဝါးက COVID virus ကိုလည်းကူးတိုက်ရမှာအတုံးပြူနိုင်တယ်ဆိုပြီးတော့ AI ကခွဲခြမ်းစိတ်ပြဘေးနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့လေဒီလိုမျိုး COVID ပေါ်ပြီးမကြဘူး COVID ကူးတိုက်တဲ့ဆေးဆိုပြီးတော့ထွက်လာတာပေါ့နော် ပြီးတော့ဒီ AI ကဒီ virus ရဲ့ protein ဖွဲ့စည်းတဲ့ပုံကိုခွဲခြားစိတ်ပြဖိနိုင်တာပေါ့နော်ဒါကဘယ်လောက်ထိတောင်ထိရောက်သွားလဲဆိုရင်သူက virus ရဲ့ spike protein တွေကိုခွဲခြားစိတ်ပြလိုက်တယ်အဲ့လိုမျိုးခွဲခြားပေးလိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီလူသားပညာရှင်တွေကနေပြီးတော့ဒီ virus ရဲ့အားအနည်းဆုံးပိုင်းကိုဘယ်လိုတိုက်ခိုက်ရမလဲဆိုတာသိသွားတယ်အဲ့ဒီကနေစင်ဆေးထုတ်လိုက်တယ်ဆေးထုတ်လိုက်တဲ့အတွက်ကြောင့်မလို့ covid-19 ကိုထိန်းချုပ်နိုင်မဲ့ဆေးဝါးတွေကနောက်ပိုင်းမှာပို့ပို့ပြီးတော့ပေါ်လာကြတယ်ပေါ့နော်အဲ့ဒီမှာနာမည်ကြီးတာကဒီ deep mind ကနေပြီးတော့တီထွင် င်ထားတဲ့ FR4AI စနစ်ပေါ့နော်ကိုဗစ်မှာတုန်းကဒီ FR4AI စနစ်ကိုတုံးပြီးတော့ဒီ virus တွေရဲ့ protein ဖွဲ့စည်းပုံကိုခန့်မှန်းနိုင်ခဲ့တယ်အဲ့ဒီကနေတစင်ကျွန်တော်တို့ဆေးဝါးဓာတ်ပေါင်းတွေအများကြီးရနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ AI ရဲ့အချိုးကျစုပေါ့နော်ဒီဆေးဝါးထုတ်လုပ်တဲ့နေရာမှာဆိုရင်ဒါအချိန်ကုန်တက်တာစေတယ်ပြီးရင် data တွေအများအများကြီးပဲဒါပေမဲ့လည်းသူကလှစ်လင်းမြန်မြန်နဲ့အချိန်တိုအတွင်း ခွဲခြားစိတ်ပြနိုင်တယ်ပြီးရင်ထီရောက်မှုကလည်းပို့ပြီးတော့မြင့်တက်သွားတယ်ပေါ့နော်အဲ့တော့လူသားပညာရှင်တွေအနေနဲ့ဆိုရင်ကွန်ပျူတာတုံးပြီးတော့ပဲ analyze လုပ်ရင်တောင်မှအချိန်တော်တော်ကြာမှပြီးမဲ့အလုပ်က AI တုံးပြီးတော့တော်တော်လေးမြန်ဆန်သွားတာပေါ့နော်ဒါကစေဝါထုတ်လုပ်ရေးပိုင်းမှာ AI ကကူညီနေရဲဆိုတာကိုကျွန်တော်ပြောပြတာပေါ့နောက်တစ်ခုက AI power telemedicine ပေါ့နော် အခုဆိုရင်တချို့တတိထားမိကြမယ်ကျွန်တော်တို့ Facebook page တွေ Telegram တွေ Viber ဖောတွေနဲ့ဒီအဝေးမှာရှိတဲ့ဆရာဝန်တယောက်ကိုဒီမြန်မာပြည်ရပဲဖြစ်ဖြစ်ဒီထိုင်းရပဲဖြစ်ဖြစ်လှမ်းပြီးတော့စင်ခံပြတာမျိုးတွေလုပ်လို့ရတာပေါ့နော်ဒီ AI power telemedicine ကကျတော့အထက်ပို့ပြီးတော့မြင့်သွားတာပေါ့နော်ပုံမှန်ဆိုရင် လူသားဆရာဝန်တယောက်နေနဲ့24နာရီလုံးလုံးတစ်ချိန်လုံးအလုပ်လုပ်ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူး အခုလက်ရှိကမ္ဘာမှာကြုံနေရတဲ့အခက်အခဲကဒီတကမ္ဘာလုံးမှာကျန်းမာရေးဝန်ထမ်းပြက်လက်မှုတွေကအနေနဲ့အများရင်ဆိုင်ရတယ်ကျွန်တော်တို့ US မှာပဲဖြစ်ဖြစ် UK မှာပဲဖြစ်ဖြစ် OC မှာပဲဖြစ်ဖြစ်ထိုင်းမှာပဲဖြစ်မြန်မာမှာပဲဖြစ်ဖြစ်ဆရာဝန်နေတာဆရာမနေတဲ့ကျန်းမာရေးဝန်ထမ်းတွေနေတဲ့ဆိုတာကနေရာတိုင်းမှာအနေနဲ့အများကြုံနေရတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က AI အသုံးပြုပြီးတော့ တချို့ကိစ္စတွေမှာကုညီပေးနိုင်တယ်ဆိုရင်ဒီတချို့ပြဿနာတွေကိုလည်းတော်တော်လေးကိုရှော့ချပေးနိုင်တယ်ပေါ့နော်ဘလို့မျိုးအရေးကြီးရလဲဆိုတော့ဒီ AI က NLP ဆိုတဲ့ဒီ Natural Language Processing နည်းပညာကိုအသုံးပြုမယ်ပြီးရင်ဒီ Computer Vision တွေတွေကိုအသုံးပြုပြီးတော့သူကတုံ့တက်မှုတွေကိုဖြစ်စေနိုင်တယ်ပေါ့နော်ဒါကမြန်မာလိုပြန်တဲ့အခါကျတော့စကားလုံးတော့တစ်ထောက်ဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့ LNP နဲ့ computer vision လို့ပဲမှတ်လိုက်တာပိုကောင်းမယ်အဲ့တော့အဲ့ဒါတွေကဒီအရင်တော့အထက်ဆိုင် telemedicine ကိုပို့ပြီးတော့အထောက်အပံ့ပြုတယ်ပေါ့နော် LNB ဆိုရင်လည်းဒါကျွန်တော်ဆိုရင်ကိုယ်တိုင်သုံးနေတာထင်ပါပါတယ် AI မပေါ်ခင်မှာကလေးကဒီ LNB နဲ့ဆိုင်တဲ့ဒီ programming တွေ software တွေပေါ်နေခဲ့ပြီဒါပေါ့နော် Google ကထုတ်တဲ့ဒီ Dialflow ဆိုရင်တော်တော်လေးကိုနာမည်ကြီးရဲ့အထင်ပါပါတယ်10နှစ် ကြော်ကြော်လောက်ရှိနေပြီဗောနော်အဲ့ဒီ NLP တွေကဘာလို့ပြီးနေလဲဆိုတော့ကျွန်တော်တို့လူသားတွေပြောတဲ့စကားကိုသူကနားလဲနိုင်တယ် AI ကတော့အခုမှတာကျွန်တော်တို့မြန်မာစကားတွေကိုကောက်ကောင်းလေးနားလဲပြီးတော့ပြန် respond လုပ်နိုင်တာ NLP တော့အခါကျတော့သူကအဓိကပြင်တော့အင်္ဂလိပ်ဘာသာစကားတွေကိုပဲအဓိကနားလဲပြီးတော့ respond လုပ်တာတော့ဗောနော်အဲ့တော့လူသားတွေရဲ့ပြောတဲ့စကားတွေသူ့ကိုတိုင်မြင်တဲ့စကားတွေကိုသူကခွဲခြမ်းစိတ်ပြနိုင်တာဗောနော်အကယ်၍ လူနာတယောက်ကနေပြီးတော့သူ့အတက်ရှူအားခတ်တယ်ချောင်းဆိုးတယ်ဖျားတယ်အဲ့ဒါတွေကိုသူက analyze လုပ်ပြီးတော့ဘာတွေရှိသေးလဲဘာတွေရှိသေးလဲဆိုတော့သူကပြန်မေးတယ်အဲ့ညာနေတဆင်ဒီလူနာကနှလုံးရောဂါဖြစ်နိုင်တယ်ဒီလူနာကကြောက်ကရောဂါဖြစ်နိုင်တယ်လူလူနာကအဆုတ်ရောဂါဖြစ်နိုင်တယ်ဆိုပြီးတော့ AI က analyze လုပ်တယ်လုပ်ပြီးတော့အရေးကြီးတဲ့လူနာဆိုရင်ချက်ချင်းဆရာဝန်စီကို alert ပို့ပေးတယ်ပေါ့နော်အတိပေးတယ်ပေါ့နော်အကယ်၍အရန်ရောအရေးမကြီးတဲ့ဟိုအတက်အအနေနဲ့တော့ဝေးနေသေးတယ်ဆိုရင်တော့ဒီလူနာကို ဒီဝိညာဉ်ပရိယောပေါ့နော် appointment ယူဖို့အတွက်စောင့်ခိုင်းတာမျိုးတွေလုပ်ခိုင်းလို့ရတာပေါ့နော်ဒါက LNB ရဲ့အရေးပါတာကိုပြောပြတာပေါ့နော်နောက်တစ်ခုကတော့ computer vision ပေါ့ computer vision ကကြတော့ခုနကစကားပြောတာစာနဲ့ရေးရလောက်တင်မကတော့ဘဲနဲ့ computer vision ကနေပြီးတော့ဒီဓာတ်ပုံတွေ video တွေတုံးပြီးတော့ဒီ AI ကနေပြီးတော့ဆုံးဖြတ်ပေးတာပေါ့နော်ဥပမာဆိုရမယ်ဆိုရင်တို့ရောအရေးပြားယောဂတစ်ခုဖြစ်တယ်အနိဒာပတ်ဝန်းကျင်မှာဆရာဝန်တွေပြဖို့မရှိဘူးစေးုံစေးခန်းကလည်းတအားဝေးနေတယ်ဆိုရင် ကိုက internet လည်းရှိနေရဆိုရင်ကိုကအရေးပြားကိုဓာတ်ပုံရိုက်တယ်ပေါ့နော်ဓာတ်ပုံရိုက်တယ်ပြီးရင် NLP တုံးပြီးတော့ကိုရဲ့စီမဖြစ်နေတဲ့ပြဿနာကဘာဖြစ်တယ်ဘာဖြစ်တယ်ဘာဖြစ်တယ်ဆိုတာကို AI ကိုပြောလိုက်တယ်အဲ့တော့ AI ကဒီ NLP နဲ့ computer vision ကိုအသုံးပြုပြီးတော့ဒီလူနာမှာဖြစ်နေတဲ့အရေးပြားယောဂါကအရေးကြီးရလားအရေးမကြီးဘူးလားဆရာဝန်နဲ့ချက်ချင်းပြဖို့လိုလားဒါမှမဟုတ်လေ appointment ယူပြီးတော့ခဏစောင့်ခိုင်းပြီးပြလို့ရလားဆိုတာကိုပြန်ပြီးတော့ analyze လုပ်တယ်ဆုံးဖြတ်ပေးတယ်ပေါ့နော်အဲ့တော့ဒါတွေက အများကြီးတာဝါနိုင်တယ်ကျွန်တော်တို့ကအင်တာနက်ရှိနေတာနဲ့ဘယ်နေရာမှာမဆိုကျန်းမာရေးဝန်ဆောင်မှုတွေရယူနိုင်တဲ့အစွမ်းတွေရှိလာတယ်ပေါ့နော်နောက်ပိုင်းမှာဆိုရင်ဒါ JLAT data မှာတို့ဒါအများကြီးအရေးကြီးတယ်လူနာတွေမှာဖုန်းတို့ tablet တို့ရှိနေတာနဲ့ပဲဒီမြို့ကြီးမှာရှိတဲ့အထူးကုဆရာဝန်တွေနဲ့ဒါရိုက်လမ်းပြီးတော့ဆက်တွေ့နိုင်တယ်ပေါ့နော်အခုလဲကျွန်တော်တို့ဒီ internet ရှိနေတဲ့တော်ကြောင်မလို့ Viber နဲ့နေမှာရှိတဲ့လူကရန်ကုန်မှာရှိတဲ့ဆရာဝန် လှမ်းပြီးတော့ appointment ယူနိုင်တယ်ဒါပေမဲ့ AI ပါလာတဲ့အတွက်ကြောင့်မလို့ तू ကသူ့မှာဖြစ်နေတဲ့ပြဿနာတွေဓာတ်ပုံတွေကိုပြလိုက်တာ ਨੇ AI က analyze လုပ်ပြီးတော့ချက်ချင်းပြမယ်ဆိုရင်ချက်ချင်းအကြောင်းကြားပေးတယ်အဲ့လိုမဟုတ်ပဲ appointment ယူရမယ်ဆိုရင်ပြီးမှယူပေးတယ်နောက်ပြီးတော့ AI ကိုယ်တိုင်ကလည်းဒီ low at home treatment လေးတွေကိုပါ prescribe လုပ်ပေးတိုင်းတဲ့အဆင့် ठी နောက်ပိုင်းကျန်းလာနိုင်တယ်ပေါ့နော် အဒီလိုနီယာဖြင့် AI ကအချိန်ကုန်တက်တာလာတယ်ကုန်ကြားဆေးတွေတက်တာလာတာပေါ့နော်အပြီးရင်ကမ္ဘာလုံးမှာဆိုရင်လည်းဒီကက်ယောဂတွေဖြစ်တယ်ဥမာကိုဗစ်လိုမျိုးကက်ယောဂဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကလူနာတယောက်အနေနဲ့ကဆေးရုံကိုအမြဲတမ်းတွားဖို့ကမလွယ်ဘူးနော်ဆေးရုံမှာကိုယ့်ထက်ဆိုးတဲ့လူနာတွေကြီးကနေယောဂပိုးတွေပြန်ကူးလို့ဒုက္ခရောက်လာတာတွေလည်းမနေဘူးအဲ့လိုမျိုးမဟုတ်ဘဲနဲ့ AI ကိုအသုံးပြုပြီးတော့ဒီ AI ကိုအသုံးပြုပြီးတော့ကျမကြီး ပြမယ်စိတ်ခံပြမယ်ဆိုရင်ဒါအများကြီးလူနာတွေရဲ့ကျမကြီးဆောင်ရှားမှုတွေမှာလည်းတိုးတက်လာစေနိုင်တယ်ပေါ့နော်အဲနောက်ပိုင်းနောက်ပိုင်းဒီဒီ2025မှာဆိုရင်ဒီနီးပညာကိုပို့ပြီးတော့အတုံးပြူလာကြပြီပေါ့နော်နောက်တစ်ခုက AI ကနေပြီးတော့ဒီကျမကြီးစနစ်နဲ့စင်တာတွေကိုပို့ပြီးတော့တိုးတက်လာစေနိုင်တယ်ပေါ့နော်ကျွန်တော်ခုနကပြောခဲ့တာကဒီ AI နဲ့အဝေးကနေပြီးတော့ဆရာဝန်ပြမယ်အဲဆေးဝါးထုတ်လို့ရေးဒီမှာ AI ကလာကူညီပေးနေတယ်ပေါ့နော်။နံပါတ်3မှာခါကြတော့ဒီကျမ်းမာရေးစနစ်တွေဆိုလိုတာက ကျွန်တော်တို့ကဆေးရုံဆေးခန်းတွေဒီကျမကြီးစောင့်ရှောင်းတဲ့နေရာတွေမှာကကျွန်တော်တစ်ချိန်လုံးလူနာတွေနဲ့အမြဲတမ်းပြေးနေတာပေါ့နော် AI ကိုအတုံးပြူလိုက်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့လောခဲ့တဲ့၃လနှစ်တုန်းကအချက်လက်တွေကိုသူကပြုစုလိုက်တယ် AI ကဘယ်ယာဒီမှာဆိုရင်ဘယ်လိုလူနာတွေလာတတ်တယ်ဘယ်ယာဒီမှာဆိုရင်ဘယ်လိုလူနာတွေအများကြီးလာတတ်တယ်ဆိုတော့ဒီလာမဲ့နှစ်တွေလာမဲ့လတွေမှာဆိုရင်ဘယ်လိုယောဂါတွေပို့ဖြစ်များလာတတ်တယ်ဘယ်လိုမျိုးလူနာတွေဒီဆေးရုံဆေးခန်းတွေကိုဝင်လာနိုင်လဲဆိုပြီးတော့ AI က ကျမ၏ဝန်ထမ်းတွေကိုအတိပေးမယ်အဲ့ဒီကနေတဆင်းကျမ၏ဝန်ထမ်းတွေဖက်ကလည်းဒါပြင်ဆင်စရာရှိတာကိုပြင်ဆင်ထားလို့ရတာပေါ့နော်ကိုဗစ်ကာလဒုံကားဆိုရင်ကျွန်တော်ကကျမ၏ဝန်ထမ်းကငကူတဲဟိုကတကဘာလုံးမှာအလုံးအလောက်ပြည့်မိတယ်ဆိုတာမရှိတတ်ဘူးပေါ့နော်အကယ်၍ဒါကျွန်တော်က AI ကနေပြီးတော့ဘယ်အချိန်ဘယ်ကာလမှာလူနာဘင်းဘလောက်ရေအတွက်အတိအကျစေးရုံကိုဝုံနေရောက်လာနိုင်တယ်လို့ ကြိုပြီးတာတိထားမယ်ဆိုရင်အဲ့ဒီရောက်လာနိုင်တဲ့အချိန်အတောအတွင်းမှာကျွန်တော်တို့ကကျမရင်ဝန်ထမ်းတွေကိုတမင်တက်တက်ဆုထားနိုင်မယ်ဆိုရင်ဒါလူနာတွေကိုပို့ပြီးတော့ထိရောက်တဲ့စေကူတာမှုတွေပေးနိုင်တယ်ပေါ့နော်ဒါကိုလည်းကျွန်တော်တို့ဒီ2020မှာတချို့စေယုံတွေက AI အသုံးပြုပြီးတော့ဒီ data management တွေလုပ်လာတယ်ဒီကျမကြီးစနစ်တွေပို့ပြီးတော့ချောမွေးဖို့အတွက်တို့ကအသုံးပြုလာကြတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က ပရီဒတင်ပေရှန့်အက်မစ်ရှင်လို့ခေါ်တယ်ပေါ့နော်ဆေးရုံမှတ်တမ်းတွေရာသီဥတုဒေတာတွေယောဂဖြစ်ပွားမှုခန့်မှန်းချက်တွေဒါတွေကို analyze လုပ်တယ်လုပ်ပြီးတော့လူနာတွေကဘယ်အချိန်မှာဘလောက်ဝင်ရောက်လာမလဲဆိုတာကြိုတင်ခန့်မှန်းတော့ပေါ့နော်အများကြီးထိရောက်မှုရှိသွားနိုင်တယ်ဒါကျမ်းမာရေးဝန်ထမ်းတွေကိုလည်းပို့ပြီးတော့ တတိယရောက်စီမံခန့်ခွဲပေးနိုင်တယ်ပေါ့နော်အဲ့တော့တနည်းအားဖြင့် human resource management အတွက်လည်းအများကြီးအထောက်အကူဖြစ်စေနိုင်တယ်ပေါ့နော်အဲ့တော့ဒီအားနေတဲ့ဆင်းဒီအကျိုးတန်းအောင်မှုအနေနဲ့ဆိုရင်လည်းပုံကြားစည်းတွေပြောချပါရတယ်ဥပမာကျွန်တော်တို့ကြုံနေကြရတယ်ဆိုရင်ပို့ပြီးတော့ဝယ်ခိုင်းတာတွေပို့ပြီးတော့မှားတာတွေဝန်ထမ်းတွေကမလိုအပ်ပဲနဲ့အလုပ်ပို့ခန့်လာတာတွေဒါမျိုးတွေမဖြစ်တော့ဘူးပေါ့နော် wall လုံးနေတဲ့အချိန်မှာဆိုရင်ဝင်ထမ်းအား short ချပြီး wall လုံးများနိုင်တဲ့အချိန်မှာဆိုရင်ဝင်ထမ်းအားတိုးတိုးလိုက်တာမျိုးတွေလုံးလို့ရလာပြီပေါ့နော် လူနာရီဘက်ကကြည့်မယ်ဆိုရင်လည်းဒီဝန်ဆောင်မှုတွေကပိုကောင်းလာတယ်ဝန်ထမ်းရအလုံလောက်ရှိတဲ့အတွက်ကြောင့်မလို့ဒီကျမကြီးကုတမှုဘိုင်းမှာဆိုရင်လည်းဒါအမှားနဲလာတာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒါအဲ့ဒါလည်းကျွန်တော်ပြတ်တနာပေါ့နော်ကျွန်တော်မြန်မာပြည်မှာဆိုရင်ဝန်ထမ်းရအားနဲ့လူနာရီအတွက်ကအချို့ကလုံးဝမမျှဘူးပေါ့နော်ဒီဆရာဝန်ပမာဏကနည်းနည်းလေးဆရာမပမာဏကနည်းနည်းလေးပဲဒါပေမဲ့လူနာအင်အားကဒီဆရာဝန်ဆရာမတွေလုံနိုင်တာထက်ဆယ်စားမကလောက်များတဲ့ခါကျရင်ဒါလူနာနဲ့ ကျမရေဝန်ထမ်းချမှာပွတ်တိုက်မှုတွေဖြစ်လာတယ်ရံဖြစ်တာတွေဖြစ်လာတယ်အော်ရာတွေဖြစ်လာတယ်ဒါပြက်တနာတက်လာတွေဖြစ်လာတယ်နောက်ဆုံးဒီလူနာဖက်ကနေပြီးတော့အတက်အနေထိခိုက်သွားတဲ့အထီတော်ဖြစ်လာတတ်တယ်အဲ့တော့အဲ့လိုမျိုးမဖြစ်အောင် AI အတုံးပြလိုက်ခြင်းအားဖြင့်ကျွန်တော်တို့ကဒီလူနာအဝင်များတဲ့ကာလတွေမှာဆိုရင်ကျမရေဝန်ထမ်းတွေကိုပို့ပြီးတော့ခန့်လိုက်တယ် လူနာအဝင်နေတဲ့ကာလတွေမှာဆိုရင်ကျမရဲ့ဝန်ထမ်းတွေကိုရှော့ပြီးတော့တခြားနေရာမှာတာဝန်ပေးလိုက်တယ်ဒါမျိုးတွေအများကြီးလှုပ်လို့ရလာနိုင်တယ်။တနည်းအားဖြင့်လူနာတွေအတွက်အများကြီးပို့ပြီးတော့ကောင်းလာနိုင်တယ်။ကျမရဲ့ဝန်ထမ်းတွေကိုလည်းအဝေါ်လိုကဒီလူတို့ပို့ရှော့အများကြီးလှုပ်လာနိုင်တယ်ပေါ့နော်။နောက်နံပါတ်၄ကကျတော့ဒီပြည်သူ့ကျမ်းမာရေးပိုင်းပေါ့နော်ကျွန်တော်ပြောခဲ့တာကစေယုံစေခန်းတွေအပိုင်းမှာ AI ကဘယ်လိုမျိုးကူညီနိုင်လဲဆိုတာပြောခဲ့တာအဲ့တော့ဒီမှာနံပါတ်၄မှာကကျတော့ကျွန်တော်တို့ AI နဲ့ပြည်သူ့ကျမ်းမာရေးပေါ့နော်ဆိုလိုတာက လူထုရဲ့ကျန်းမာရေးတွေနဲ့ဆိုင်တဲ့ကိစ္စတွေမှာဆိုရင်လည်း AI ကိုအသုံးပြုတယ်ပြည်သူကျန်းမာရေးမှာခါကျတော့ကာကွယ်ရေးပိုင်းတွေကအဓိကကျတယ်ပေါ့နော်အဲ့လိုမျိုးကာကွယ်ရေးပိုင်းတွေမှာဆိုရင်လည်းယောဂဖြစ်ပွားတာတွေကိုကြိုပြီးတော့တိရှိနိုင်လာတယ်ဒီကိုဆက်ယောဂတွေဖြစ်လာပြီဆိုရင်လည်းချက်ချင်းတိအောင် AI ကအကူအညီပေးနိုင်ရယ်ပြီးရင်နောက်အနာဂတ်မှာဖြစ်လာနိုင်တဲ့ကတ်ယောဂတွေကိုလည်းကြိုတင်ခန့်မှန်းတာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်ကျွန်တော်တို့ဒီ COVID-19 ကိစ္စမှာတော့လည်းဒီ2019ပေါ့နော်ဒီဇင်ဘာမှာ အဲ့ဒီအချိန်မှာ WHO ကဘာတကဘာလုံးကိုဘာမှမကြေညာသေးဘူးအဲ့ချိန်တော့ WHO ကြေညာတာကျွန်တော်မှတ်မိလောက်2020 February မှာမှလာမသိဘူးကြေညာတာပေါ့နော်ဒါပေမဲ့ဒီ2019ဒီဇင်ဘာမှာကလေးကဒီတရုတ်မှာရှိတဲ့ AI ကုမ္ပဏီတခုပေါ့နော်အဲ့ဒါ Blue Dot လို့ခေါ်တဲ့ AI ကုမ္ပဏီကနေပြီးတော့ဘာလို့လဲဆိုတော့ဒီ Wuhan မြို့မှာအဆုတ်ရောင်ရောဂါဖြစ်ပွားနေတယ်ဒါကနေတစင်ဒီကပ်ရောဂါအစင်ဒီဖြစ်လာနိုင်တယ်ဆိုပြီးတော့သူက ကြိုပြီးတော့ရက်ပိုင်းလို့မှကြေညာခဲ့တာရှိရပါတော့ဒါ WHO ကဘာမှမလုပ်ရသေးဘူးเนาะဒါပေမဲ့အဲ့ဒီ AI ကုမ္ပဏီကကြိုပြီးတော့တတိပေးခဲ့တယ်ပေါ့เนาะလူတွေကတော့အဲ့လောက်တအားကြီးဂယူမဆိုင်ခဲ့ကြဘူးပေါ့เนาะ Google ကဆေးရုံအစီရင်ခံစာတွေကို AI နဲ့ဆက်စည်ပြီးတော့ဒီလိုမျိုးအတိပေးချက်တွေထုတ်ပြန်ခဲ့တာပေါ့เนาะဒါကြောင့်မလို့ AI က AI ဒါကောင်းကောင်းလေးအတုံးချနိုင်မယ်ဆိုရင်တော့ကက်ယောဂါ ပြန်နှံ့မှုတွေပါပါ ပို့ပြီးတော့တတိယရောက်ကုညီပေးနိုင်တယ်ပေါ့နော် AI ပါဝင်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ဒီအနာဂတ်မှာဘာယောဂတွေဖြစ်လာနိုင်တာလဲဆိုတာကိုလည်းသူကခန့်မှန်းပေးနိုင်တယ်အဥမာအရင်တော့ကဖြစ်ပွားခဲ့တဲ့ဒီ data တွေရာဒူတူပြောင်းလဲတာတွေလူထူထပ်တာတွေဒီ trace တွေကနေကူးစက်တတ်တဲ့ virus တွေဒါတွေကိုရလာတဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့အနာဂတ်မှာဘယ်လိုယောဂတွေဖြစ်လာနိုင်လဲဆိုတာကို AI ကတဖြည်းဖြည်းနဲ့ခန့်မှန်းလာနိုင်နေပြီပေါ့နော် ကယ်ရတာဒီလိုမျိုးအနာဂတ်မှာဖြစ်လာနိုင်တဲ့ယောဂတွေကိုခန့်မှန်းနိုင်ခဲ့တဲ့ဆိုရင်ဒါကြိုတင်ပြီးတော့ပြင်ဆင်စရာရှိတာပြင်ဆင်ထားလို့ရတယ်ကျွန်တော်တို့ပညာပေးတာတွေလည်းအချိန်မီလှုပ်ဆောင်နိုင်တယ်လူတွေကဒီလိုလက္ခဏာပေါ်လာတာနဲ့ချက်ချင်းဒီလိုမျိုးဆင်းုံပြပါဆိုပြီးတော့ကြိုတင်ပြီးတော့အတိပေးထားလို့ရတာပေါ့နော်အဲ့တော့ဆုံးရှုံးမှုတွေကိုလည်းအများကြီးကာကွယ်တားဆီးနိုင်တယ်လို့ဖြစ်သွားတာပေါ့နော်အဲဒါကြောင့်မလို့ဒီ AI ကလည်းဒီ public health မှာပြည်သူ့ကျန်းမာရေးမှာယောဂဖြစ်ပွားတာတွေကိုကြိုပြီးတော့တိရယ်ကူးစက်ယောဂတွေကိုခြေရာခံပဲပြီးရင်အနာဂတ်ယောဂတွေကိုခန့်မှန်းတယ် ဒီလိုနီးအားဖြင့်လည်းဒီကဘာလုံးနဲ့ဆိုင်တဲ့ဒီလူထုရဲ့ကျမ်းမာရေးကိုအများကြီးအထောက်အကူပြုစေနိုင်တယ်ပေါ့နော်နောက်ဆုံးနံပါတ်ကတော့ဒီစေပညာလေးလာရေးပိုင်းတွေမှာ AI ကဘယ်လောက်ထိတောင်ထိရောက်မှုရှိနေလဲပေါ့နော်ကျွန်တော်ပြောခဲ့လို့ပဲဒီကျမ်းမာရေးဝန်ထမ်းဆိုတာကမြန်မာနိုင်ငံတခုတည်းနဲနေတာမဟုတ်ဘူးဒီဒီကဘာလုံးမှာနဲနေတာကျွန်တော် UK US တွေမှာလည်းနဲနေတယ်အော်စီမှာလည်းနဲနေတယ်ကျွန်တော်ထိုင်းနိုင်ငံမှာလည်းနဲနေတယ်တိုးပွားလာတဲ့လူကြီးနဲ့ live မိဖို့ဆိုတာကျမ်းမာရေးဝန်ထမ်းတွေကလည်းအများကြီးလိုအပ်တယ်ပေါ့နော်ဒါပေမဲ့ဒီကျမ်းမာရေးလောက်တာဆိုတာက တခြားအလုပ်တွေထက်ဆိုင်ပို့ပြီးတော့ဝေါ်လုံးများတယ်စိတ်ဖိစီးမှုများတယ်အလုပ်ချိန်ကလည်းပို့များတယ်အဲ့ဒါကြောင့်မလို့လူတိုင်းကလှုပ်ဖို့မလွယ်ဘူးပေါ့နော်တချို့ကကြတော့ဒီအလုပ်ကိုလှုပ်ချင်နေတာတောင်မှ အကြောင်းမျိုးကြောင့်အခြေအနေမပြီးတဲ့အတွက်ကြောင့်မလုံနိုင်ကြဘူးနော်အဲ့တော့ဒီမှာ AI ကဘယ်လိုမျိုးကူညီပေးနိုင်လဲဆိုတော့ AI ကနေပြီးတော့ဒီ simulation ပေါ့နော် Luna တကယ်အပြင်ပလူနာရင်နဲ့ဆင်တူတဲ့ပုံစံမျိုးတွေကိုသူကဖန်တီးပေးနိုင်တယ်အဲ့ရနေစင်ကျမ်းမာရေးဝန်ထမ်းတွေဒီစေချောင်းသားတွေကိုပြန်ပြီးတော့ training ပေးတာပေါ့နော်သူ့ကိုယောဂါတွေကိုမေးမြန်းတယ်စမ်းတတ်တယ်ဒါမျိုးတွေလုပ်လို့ရလောက်အောင် AI ကနေပြီးတော့ဖန်တီးပေးထားတယ်အဲ့ဒါကိုစေချောင်းသားတွေကျမ်းမာရေးဝန်ထမ်းတွေက AI ကိုအသုံးပြုပြီးတော့ဒီအရေးပေါ်အခြေအနေတွေကိုပါ ကဲတင်နိုင်တဲ့အဆင့်ထိရလာနိုင်တယ်ပေါ့နော်ဒါကနည်းနည်းလေးတော့ကြောင်အောင်ကြောင်နိုင်တယ်မယ်ပေါ့နော်အဲဥမာပုံမှန်ဆိုရင်စေးရုံတွေမှာဆိုရင်ကျွန်တော်တို့ကဒီစေးကြောင်တော့တွေကတကယ်လူနာတွေနဲ့အပြင်မှာတွေ့ပြီးတော့စံတက်ဆက်စီရတာမျိုးတွေလုပ်တယ် AI နဲ့အထူးပြုထားတဲ့ဒီ simulation တွေခါကြတော့ lunar ပုံစံမျိုးပေါ့နော်ဥမာအယုတ်လည်းဖြစ်ဖြစ်မယ် robot လည်းဖြစ်ဖြစ်မယ်အဲ့လိုမျိုးအားတွေကိုဘယ်နေရာမှာဆန်းနေဆိုရင်ဘာအစိတ်ပိုင်းရှိတယ်ဘယ်လိုမျိုးယောဂလက္ခဏာတွေခံစားရတယ်အဲဒါမျိုးတွေကို AI က ထည့်ထားပြီးသားပြည်တော်ကြောင့်မလို့ဒီ AI နဲ့အမေးအပြေလုပ်ရင်စံတက်စစ်စေးရင်းနဲ့ပဲအဲတူတို့ရဲ့ဒီစေပညာဘူဒရာတွေစေပညာအရေးချင်းတွေတိုးတက်လာနိုင်တယ်ပေါ့နော်နောက်တစ်ခုက VR ပေါ့နော် Virtual Reality ပေါ့နော်ဒီကောင်ခါကျတော့လေဒီစေချောင်းသားတွေကိုဒီ VR နိပညာနဲ့ဒီလက်တွေ့ဆင်းရုံထဲရောက်လာတဲ့ပုံစံမျိုးထွေးမေးလာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးထွေးမေးတာကနေတဆင့်အဲဒီကျမကြီးပြဿနာတွေကိုဒီစေချောင်းသားတွေက ပို့ပြီးတော့ဖြည့်ရှင်းလာနိုင်လိမ့်မယ်ပေါ့နော် AI ပါဝင်တဲ့ simulation နဲ့ AI ပါဝင်တဲ့ VR တွေကိုပေါင်းစပ်ခြင်းအပြင်စေချောင်းသားတွေကဟိုးနယ်အစွန်မှာရှိနေတာတောင်မှမြို့ပေါ်ကစေချောင်းကနေပြီးတော့ပြန်ပြီးတော့လှမ်းပြီးတော့ train မိနိုင်တယ်ဒီနယ်မှာရှိတဲ့ကျမ်းမာရေးဝန်ထမ်းတွေကိုလည်းအတိအမြင်ဖွင့်ပေးတဲ့တန်တန်းတွေလုပ်တဲ့အခါကျရင်လည်း AI အသုံးပြုပြီးတော့ simulation တွေ VR တွေနဲ့ဒီနယ်မှာရှိတဲ့ကျမ်းမာရေးဝန်ထမ်းကိုပြန်ပြီးတော့ training ပေးနိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုနီးအားဖြင့်ဒီပို့ပြီးတော့ကျွမ်းကျင်တဲ့ဝန်ထမ်းတွေကိုမွေးထုတ်ပေးလာနိုင်တယ်အဲ့ ော့ AI နဲ့ VR ရှိလာပြီဆိုရင်ကျွန်တော်တို့ရဲ့အနာဂတ်ဆေးပညာကလည်းပို့ပြီးတော့တိုးတက်လာနိုင်တယ်ပေါ့နော် 2025မှာအထူးသဖြင့်အထုံးပြုနေတာကတော့ကျွန်တော်တို့ AI နဲ့ဒီဆေးဝါးရှာဖွေတဲ့ကိစ္စတွေမှာထောက်ကူပြုတာရယ်ပြီးရင် AI ပါဝင်တဲ့ဒီ telemedicine ပေါ့နော်အဝေးကနေပြီးတော့ဆေးကုလာတွေကပို့ပြီးတော့တွင်ကျလာတယ်ပို့ပြီးခေတ်စားလာတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တာတွေကိုနည်းနည်းလေးပြန်ပြီးတော့အချင်းချုပ်ပြောရမယ်ဆိုရင် AI ကြောင့်ဒီဆေးဝါးရှာဖွေရေးမှာအများကြီးအထောက်အကူပြုလာတယ်ကျွန်တော်ကိုဗစ်မှာတော့အလိုမျိုးပဲနောက်ပိုင်းနောက်ပိုင်းကက်ယောဂါတွေပေါ်လာခဲ့တဲ့ခါကျရင်လည်းဒီ AI အထုံးပြုပြီးတော့ကျွန်တော်တို့အတွက်ဆေးဝါးအတက်တွေကိုမြန်မြန်ဆန်ဆန်နဲ့ထိထိရောက်ရှာဖွေ ွေပေးနိုင်လာမယ်။နံပါတ်1ကကျတော့ဒီ AI power telemedicine လို့ခေါ်တယ်ပေါ့နော်။နယ်ကလူနာနဲ့မျိုးပေါ်ကဆရာဝန်နဲ့တွေ့တာထက်ပိုပြီးတော့ AI ပါလာတဲ့အတွက်ကြောင့်မလို့ဒီနယ်ကလူနာကအချိန်မရွေးဒီဆရာဝန်စီကိုဖုံးဆက်လိုက်တယ်ဆရာဝန်ရဲ့ AI ကနေပြီးတော့ဒီလူနာက ချက်ချင်းအရေးပေါ်ကြည်ရမဲ့လူနာလားဒါမှမဟုတ်လေချက်ချင်းစေယုံလာခံရမဲ့လူနာလားဒါမှမဟုတ်လေအပွိုင်းမန့်ယူပြီးတော့ကြည်ရမဲ့လူနာလားဆိုတော့ကိုသူကပြန်ပြီးတော့ဆုံးဖြတ်လိုက်တယ်အဲ့ရန်နေတဆင်ဆရာဝန်ကိုလည်းအရေးပေါ်ဆိုရင်ချက်ချင်းအကြောင်းကြားပေးတယ်ဒါမှမဟုတ်အပွိုင်းမန့်ယူရမဲ့လူနာဆိုရင်လည်းဒါအပွိုင်းမန့်အတွက်သူက AI ရာစီစဉ်ပေးလိုက်တာပေါ့နော်ဒါမျိုးတွေဖြစ်လာနိုင်တယ်အခုလည်းဖြစ်လာနေပြီပေါ့နော် AI power telemedicine ကအခုလည်းဖြစ်လာနေပါပြီ နောက်တစ်ခုကဒီ AI နဲ့ဒီကျမ်းမာရေးစနစ်လုပ်ငန်းတွေတိုးတက်လာတယ်ပေါ့နော်။စေယုံစေခန်းတွေမှာဘယ်ယာဒီမှာဘယ်ကာလမှာဘလိုလူနာတွေအများကြီးရောက်လာနိုင်တယ်ဆိုတာကိုကြိုတိထားမယ်ဆိုရင်ကျမ်းမာရေးဝန်ထမ်းတွေကိုဘယ်အစိပ်ပိုင်းမှာပို့ပြီးတော့ဖြည့်ထားမယ်ဆိုပြီးတော့ကျွန်တော် human resource management တွေပါတတိယရောက်လုပ်လာနိုင်ပြီပေါ့နော်။နောက်နံပါတ်၄ခါကျတော့ AI နဲ့ဒီ public hub ပေါ့နော်။ပြည်သူ့ကျန်းမာရေးနဲ့ဆိုင်တဲ့ကိစ္စတွေမှာဆိုရင်ကက်ယောဂါတွေကိုအချိန်မီကြိုပြီးတည်နိုင်ရယ်ပြန့်ပွားနေတဲ့အားတွေကိုလည်းအချိန်မီကြိုပြီးတည်နိုင်တဲ့ အနာဂတ်မှာဖြစ်လာနိုင်တဲ့ကပ်ရောဂါတွေကိုလည်းကြိုပြီးတော့ခန့်မှန်းနိုင်လာတာပေါ့နော်ဒီနေရာပြင်ကျွန်တော်တို့အများကြီးထောက်ကူပြုလာနိုင်တယ်နံပါတ်5ခါကျတော့ဒီ AI နဲ့ဒီစေပညာလေ့လာတဲ့အပိုင်းတွေမှာဆိုရင်တတိယရောက်လောက်လာနိုင်တယ်အထူးသဖြင့်တော့ကျွန်တော်တို့ simulation တွေ VR technology တွေအသုံးပြုပြီးတော့ကျွန်တော်တို့အတွက်အများကြီးထိအောင်မှုဖြစ်လာတာပေါ့နော်ကျမ၏ဝန်ထမ်းမလုပ်တော့တာကတက္ကသိုလ်လုံးမှာဖြစ်နေတဲ့ပြဿနာပေါ့နော်အဲ့ဒါကိုဖြေရှင်းဖို့အတွက်ကျွန်တော်နေမှာရှိတဲ့ဝန်ထမ်းဟောင်းတော်မှာ ဒီမြို့ပေါ်မှာရှိတဲ့ဒီဆရာတွေကနှမ်းပြီးတော့ train ပေးလာနိုင်တယ်ဒီ simulation တွေ VR တွေအသုံးပြုပြီးတော့ကျမ်းမာရေးဝန်ထမ်းတွေအမြောက်အများကိုပို့ပြီးတော့မွေးထုတ်ပေးလာနိုင်တယ်လို့လူတွေကခံမှန်းနေကြတာပေါ့နော်ဒါကလည်း AI ကကူညီပြီးမှပဲဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တဲ့ဒီ AI ချောင်းဒုတက်လာနိုင်တဲ့ ਨੇ ပယ်၅ခုကိုကျွန်တော်ပြောခဲ့တဲ့မိတ်ဆွေကတော့ဘလို့ ਨੇ ပယ်တွေမှာ AI က ကျွန်တော်တို့အများကြီးအထောက်အကူဖြစ်လာနိုင်မလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ပါဦးကျွန်တော်ဆက်ပြီးတော့ AI နဲ့ပတ်သက်တဲ့အကြောင်းအရာဘူးဒူတာတွေတက္ကနိုလော်ဂျီနဲ့ပတ်သက်တဲ့အကြောင်းအရာဘူးဒူတာတွေ planning online နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်ပြောပြပေးမှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးပါ notification icon လေးကိုလည်း on ထားပေးပါဗီဒီယိုဒီဒီကြည့်ပေးတဲ့အကြောင်းမလို့ကျေးဇူးတင်ပါတယ်မိတ်ဆွေရဲ့အမြင်ကတော့ AI နဲ့ပတ်သက်ပြီးတော့ကျွန်မရေးစက်တာတွေမှာဘယ်လိုရှိလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ပါဦးအစအစအရာအရာအဆင်ပြေပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ